အလုံးမဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမှာကတော့စံနီနဲ့ထိတ်ကွဲဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိလိုက်ပါနားဆင်အားပေးကြပါဦးခင်ဗျာစံနီနဲ့ထိတ်ကွဲသူတို့နှစ်ယောက်ဒီဆယ်ကျော်တဲ့လူငယ်များဖြစ်ကြတယ်ကျွန်တော်နဲ့သူတို့နှစ်ယောက်စုံခဲ့တဲ့နေရာမှာ ပဲဗကောမြို့အချင်းထောင်တွင်းပဲဖြစ်ပါတယ်1980 1990ကဖြစ်ပြီးတော့ထိုစဉ်ကပဲဗကောအချင်းထောင်ကို အချင်းဦးစီးကမကင်သေးဗကောတိုင်း28မြို့နယ်ရဲတပ်ဖွဲ့ကတမျိုးနယ်လက်ရှင်တယောက်နှစ်ယောက်စီအလဲချစနစ်ဖြင့်လာချောက်တောင်ဝင်ထမ်းဆောင်ရတယ်6လတစ်ကြိမ်လူလဲပေးကြတယ်ကျွန်တော်တောင်ဝင်ကြတဲ့ချင်းကတော့အချင်းဒီအရာတနေ့ကျော်သွားခဲ့တယ်ထိုတနေ့ကျော်တွင်မှပင် သူတို့နှစ်ယောက်နဲ့စုံစည်းခဲ့ရခြင်းဖြစ်ပါတယ်သူတို့နှစ်ယောက်မှာဆန်နီကဆရာကြီးထိတ်ကွဲတဲ့အသက်တနှစ်ငယ်တော့လေထောင်သက်ကတော့တနှစ်စောပါသေးတယ်ဆန်နီရဲ့အရက်မှာငါးပေပင်မပြည့်သေးကိုလုံးသေးသေးတယ်မြက်ခုံးထူထူအသားဖြူဖြူဖြင့်ချစ်စရာကောင်းပါတယ်သူ့ရဲ့မိမှာဇော်ဦးဖြစ်တော့လေထောင်ကိုရောက်တော့မှသူ့ရဲ့နေညိုချောင်စပင်များကိုအစွဲပြုတ်ပြီးတော့ဆန်နီဟုပြီးအမိတွင်သွားခဲ့တယ် နောက်ပိုင်းမှာတော့ရဲမှတ်တမ်းတွေမှာပဲစန်နီခေါ်စောဦးတရားရုံးမှတ်တမ်းများမှာလည်းစန်နီခေါ်စောဦးဖြစ်လာခဲ့ပါတယ်စန်နီရဲ့မိဘများသည်ဘကူဆိုရှယ်လက်ထဲမှာဖြစ်ပြီးတော့စီးပွားရေးတိတ်ပြီးတော့မစိုးလာဘူးလို့စန်နီမှာပြောပြပါတယ်သူနှစ်ခါလည်းကပဲလိုခဲ့တဲ့ဖခင်ကိုသူမမတ်မိတော့စန်နီအဖေဆုံးတော့သူ့ရှယ်မိသည်လာတော့ပါတော့ပင်ဖြစ်တယ်တို့ပါတော့လေနောက်အိမ်တော်မပြုတ်ခဲ့ချင် ဇန်နိအဖေထားခဲ့တဲ့ဥစ္စာပြည့်စည်များကို မပြောင်းမပြက်အောင်လို့ထိန်းသိမ်းခဲ့တယ်။ဈေးလိတ်လိချင်းနဲ့အစီခံလိုချင်းဖြင့်အမိတစ်ခုသားတစ်ခုဘဝကိုပျော်ရွှင်ခဲ့ကြတယ်။ဇန်နိလေးတန်းအောင်တဲ့နေ့မှာပင်ချမ်းမြေ့သားကြတဲ့အမိအိမ်လေးရိုင်လဲလို့သွားခဲ့ရပါတယ်။ထို့နေ့ကတော့သူ့အမိနောက်အိမ်အောင်ပြုလိုက်ခြင်းဖြစ်တယ်။ပထွေးခါဆိုးပါတယ်။အလောက်ကမေမေရရမရှိတော့လေ။လောင်းကစားဖတ်တယ်။အရေးကြိုက်တယ်။ အဆိုးဆုံးကတော့မရားခုပါစန်နိအပေါ်မကြည်ပြူခြင်းကပင်ပထွေးကစန်နိကိုအလိုမလိုက်စုတယ်ကျိန်တယ်ရိုက်တယ်အမေကတော့စန်နိဘက်ကပါရင် သူတို့လင်မယားရန်ဖြစ်ပြန်တယ်အိမ်ဒီပြောစရာမကောင်းတော့အမေအိမ်မှာစန်နိထွက်ပြေးခဲ့တယ်ငါးတိကိုအလဲတုပ်လိုက်ပြန်ချောင်းလိုက်လုံးနေတဲ့ရွေသူတွေကိုတွေးကြတယ်သူဝင်ရောတယ်ဒီလိုနဲ့ငါးတိုင်တွေရှိရာပဝင်းကျင်သည့်သူ့ရဲ့စစ်ချက်ဖြစ်လာခဲ့ပါတယ် လူမီးရွေလည်းမကြခင်တာအရက်အနက်ခံခဲ့ရတယ်။အချုပ်ထောင်ထဲနိုင်ဝင်ခဲ့ရတယ်။ဒုဗ္ဗတော်လည်းအသေးအဖွဲခိုးမှုဖြစ်ခြင်းအွေမရောက်သေးသူဖြစ်တာကြောင့်ရဲနှင်းငယ်တွင်မှပင်ငါးတန်းနေဘက်က သူပြန်ရောက်စမြဲ။ပထမချိန်ထောင်ထဲမှရောက်ခါစဉ်ကသူအကြောင်းမကြားတော်လေ။ဘလို့သိသည်မသိသူရဲမီးကရောက်လာတယ်။ထောင်ဝင်စားလာပြီးတော့တွေ့ပါတယ်။စားစရာလေးတွေယူလာခဲ့တယ်။ဒါသားရှင်ကြီးမလေးလေး ထိုကဲ့သို့ပြောရင်လည်းကလေးနီတာရဲလေးကိုပြပါတယ်သူ့ရဲ့ညီမကလေးဆိုတဲ့အသည့်ကြောင့်ဆန်နီမာပြောလို့သွားတယ်ညီမလေးကိုယူပြီးတော့ခြိထားကြင်ခဲ့တော့လေတန်စကားနှစ်ထက်ချားနေတာကြောင့်ခြိမရအမေမာတိတိတတာပင်ချုံးလို့သွားတော့လေစိတ်ကားတော့မကောင်းထောက်ကားလွတ်တော့သူ့အမေအိမ်ပြန်ရောက်လို့သွားခဲ့တယ်ညီမလေးလာဝမ်းလက်ပြကိုထိန်းချင်းနဲ့အိမ်အလုပ်တွေကိုသူ့လုပ်တယ်တို့ပါတော့လေရခင်ကအစင်မပြေခဲ့တော့ပထွေးနဲ့ ယခုလည်းမသိမပြန်အမေနဲ့ညီမလေးကိုမခွဲခွာကျင်တော့လေအမေအိမ်မှာနှစ်လားလောက်ပဲနေနိုင်ခဲ့တယ်။စန်ဒီတယောက်ငါးတိုင်တွေတယ်ရောက်သွားပြန်မပြီ။အမေကမွေထောင်ခကျွေးဆိုတာစန်ဒီမဆီ။ထောင်ကူအိမ်ဦးနဲ့ကျင်းပြပမာဝင်လိုက်ထွက်လိုက်နေ။ဒီတခါတော့စန်ဒီတော်တော်နဲ့ထွက်ရှာမိမထင်။ထောင်ထဲမှာတည်ကျွမ်းခဲ့တဲ့ဒူးဆိုင်သမားတယောက်ကစန်ဒီကိုခေါ်သုံးတယ်။ညာတွင်ချင်းပဲမိပါတယ်။ အမှုကားတော်ဖောက်ထွင်းမှုကျွန်တော်မှတ်မိသမျှစံနှီးကိုထောင်းဝင်းစာလာတွေ့သူ မရှိဘူးလို့ထင်ပါတယ်ဂိစားကားတော်မရှိစံနှီးကထောင်းဘာဝနေပြီ အထာကျနေပြီးတော့နောကြည်နေပါပြီအစာကောင်းကောင်းစားအောင်လေလှုပ်တတ်ပါတယ်သူ့ရေဘွားလေးကိုသိတာကြောင့်ကျွန်တော်မှသနာမိတယ်ကြွေးမွေးတယ်စုံမပဲ့ပြင်းတယ်တာဟုပင်ခေါ်ခဲ့တယ်မြေတာမြေတာနဲ့ပင်တံပြန်ဈေးမြေဖြစ်ပြီးတော့ ဇန်နီကလည်းကျွန်တော်ကိုအဖေကြီးလို့ခေါ်ပါတယ်။တန်ရောစင်တွေ့တယ်။အဖေကြီးကျွန်တော်ကိုမွေးစားပါလား။တရက်မှဇန်နီကပြောပါတယ်။သွားမလုံးနဲ့ဆရာ။စကြယူနီဖောင်းတော်မှာပါသွားမယ်။သီးတန့်လေးတန်းစီဘိုဟိန်းစကားကြောင့်ရေမောပြီးတော့မိမိပြောပြောပဲဖြစ်ခဲ့တော့လေ။သူ့ရဲ့စကားကိုယခုထိကျွန်တော်မမေ့ခင်ကျွန်တော်ဘကိုးတောင်ကမပြောင်းမီလာနေငယ်လို့မှသူတို့အမှုကပြတ်သွားတယ်။ ဖောက်တွဲဝိဆာကအလုံးကျန်းနဲ့ထောင်တန်ခုနှစ်ဆကြပြီးတော့စန်ဒီကားတော်၎င်းအော်စံလုံငယ်တင်နှန်းအကြောင်းသာသုံးနေသွားရမည်တင်နှန်းအကြောင်းကအသက်မွေးကျောင်းပညာတွေလည်းသင်ပေးတယ်စိတ်ပန်းဆိုင်ရာတွေစုံမပြုတ်ပြင်းပြီးဖြစ်တာကြောင့်သူ့ရဲ့ဘွားရှိရေးအတွက်ကျွန်တော်အကောင့်ဘက်မှတွေးပြီးတော့ဝမ်းမြောက်ခင်မိပါတယ်ထိတ်ကွဲဥက္ခရောင်ကျွန်တော်အခုစာရေးစဝင်တော့နေရုံထုတ်ပြန်လာတဲ့တရားခွင်များကို ချုံမိတ်များဖြင့်တိုက်ဆန်ဆစ်ဆစ်ရတယ်။တရားခင်ရဲ့နာမည်ကိုခေါ်တာနဲ့အခေါ်ခံရတဲ့တရားခင်ကသူ့ရဲ့ဖခင်ရဲ့နာမည်ကိုချက်ချင်းပြန်ပြီးတော့ဖြေရသည်မှာပကိုးထောင်ရဲ့အလေးထားဖြစ်ပါတယ်။ကျွန်တော်ခေါ်တဲ့နာမည်ကထိတ်ကွဲခေါ်အီဗရာဟင်ဖြစ်ပါတယ်။တို့ဘတော်လေထိတ်ခွေးဟုခေါ်ရတဲ့တေးသေးစူးစူးကလေးအတန်ကဥကရောင်ဟုပြန်ပြီးတော့ဖြေလာတယ်ကျွန်တော်မှလှမ်းပြီးတော့ကြည့်လိုက်တော့အရက်က၅ဖေ၃လက်မလောက် ပိမ့်မိန်ပါပါ ကလားတယောက်ကိုတွေ့ရတယ်ဒီကလေးဒီတစ်ခေါက်အပြစ်မှာတော်တော်ကြကြနေရသားပဲဒါအလဲတစ်ခေါက်ပြန်လာတာဆရာဘာယာချုပ်ဥဟန်အေးလေးကကျွန်တော်ကိုပြောပါတယ်ဥဟန်အေးလေးမှာပကိုးထောင်အတွင်းမှာယာဒူးကြီးဆုံးအကျဉ်းသားပဲဖြစ်ပါတယ်သူ့ရဲ့အောက်ရှိထမင်းကျွေးပါယာရေခက်ပါယာတန်ရှင်းရေးပါယာမိန်လာပါယာလူသည့်ပါယာစသဖြင့်ဘာယာတွေရှိပါတယ်ဘာယာတွေအောက်မှာအခန်းလိုက်ခေါင်းဆောင်ဖြစ်တဲ့ အခန်းလူကြီးတန်းစီရှိတယ်။တန်းစီရဲ့အောက်မှာကတာမန်ထောင်သားတွေ။တာမန်ထောင်သားတွေရဲ့အောက်မှာတော့ကျန်ကင်းတဲ့တာမန်တလင်းသာရှိပါတော့တယ်။ဥဟန်အေးလေးမှာရုပ်ရှင်ကျန်းတန်းတော်လေ။တနတ်ပင်ဘက်ကဓမြမှုဖြင့်အမှုဆိုင်နေရသူဖြစ်တော်လေ။သူ့ရဲ့တမာတမတ်ရှိမှု မျက်နာမလိုက်တတ်မှုနဲ့အကျဉ်းသားများပေါ်ကုချင်းစာစိတ်တနာကျင်နာတဲ့စိတ်ဖြင့်အုတ်ချုပ်တီကိုအံ့ဩဖွယ်တွေ့ရပါတယ်။ကျွန်တော်ခရဲကြီးမှန်းဖြင့် ပါလာတဲ့လူသစ်တွေကိုလူသစ်ပါချာစုဘူးထံအပ်တယ်စုဘူးဆိုဒီမှာနာမည်အရင်မဟုတ်ပါနာမည်အရင်ကသုံးလုံးတော်ပါပါတယ်နာမည်ကားတော်လှပါတယ်အတီတကြတော်မမမိတော်အမေစုဘူးကိုပေမရှောင်လုတ်တဲ့သူမလို့စုဘူးလိုနာမည်တွင်ခြင်းပဲဖြစ်ပါတယ်စုဘူးကထောင်စည်းကန်းကိုတင်ကြားရန်လူသစ်တွေကိုခေါ်သွားတယ်ထိတ်ခွဲကိုတော့ခေါ်မသွားပဲတန်ရှင်းရေးပါရာမြင်းလွင်ထံသို့အပ်ပြီးတော့ မျက်နှုတ်ခိုက်ထားပါတယ်။ထိတ်ခွဲကထောင်စည်းကမ်းတွေကိုအရှိဖြိုတော့ထားပြီးပြီစရာသိစရာမလိုတော့ဘူး။ဒုံနေကကျွန်တော်နဲ့ထိတ်ခွဲစတင်ပြီးတော့တွေးရှားတဲ့နေပဲဖြစ်ပါတယ်။အမန်တော့ထိတ်ခွဲသည်ပလက်ဖောင်းမင်းသားပဲဖြစ်ပါတယ်။ဘူတာပလက်ဖောင်းမင်းသားကြီးနော်ကလမားနဲ့ပလက်ဖောင်းမင်းသားနော်ကယောင်တို့ရဲ့မျိုးဆက်တဲ့ပလက်ဖောင်းမင်းသားထိတ်ခွဲပင်ဖြစ်တယ်။သူရဲ့နာမည်အရင်အီဘရာဟင်လို့ဖြစ်တော်လဲ။ ဘဝကြောင်းတွင်လွတ်တေကန်းစင်းရင်ယထာဘောကကြတော့တန်ရှာနှစ်လက်မခန့်ဟတ်တဲ့ကွေးသွားတာကြောင့်ထိတ်ကွဲဖြစ်လာရခြင်းဖြစ်ပါတယ်ပလက်ဖောင်းမှဈေးကြောင်းရင် ကုန်တဲ့ရင်ခရီးတဲ့တဲတာလုပေးရင်တွားလူရှာလိုက်ပို့ပေးရင်ကြီးပြင်းလာခဲ့တယ်ငွေရှားခဲ့တယ်ငွေရှာနီးပေါင်းစုံကိုတက်ခဲ့တယ်ဒီလိုနဲ့ပဲသူသည်ဈေးတဲ့လို့ရင်အလေးတော့ရင်အလေးတော့တဲခုခန့်ချို့၌လူခေါ်လူပို့လောက်ရတယ် သူနဲ့ဆန်ဒီကငတိုးလမ်းချင်းသာတူတယ်ကျန်တာတော့မတူပဝင်းကျင်ချင်းနေကြကွေပြားလို့သွားခဲ့ပါတယ်ထိတ်ခွဲက လိုင်းစုံတယ်လိုင်းစုံတော့ရှော့ဖြစ်တယ်တရကသူ့ကိုစေခံပို့ခဲ့ရသေးတယ်ကူးဆက်ယောဂနဲ့အရေပြားယောဂကုဌာနတို့ဒီတခေါက်ထိတ်ခွဲဝင်လာတဲ့ကရထားပေါ်ခုမူဘူတာနေနေမိမှာပင်ခကြီးတဲ့ရဲ့လက်ဆွဲအိတ်ဆွဲချခင်ရတယ်မိရထားရဲနဲ့နေရဲ့က အပူတပင်းစုံစမ်းနေနေမယ်ရှိသူတွေအခေါ်စစ်တယ်ထိတ်ကွဲလဲရှည်ဆုံးကထိတ်ကွဲစစ်တာနဲ့ဂျန်လူတွေမှာစစ်ဆရာမလို့တန်းပေါ်ပါတယ်ထိတ်ကွဲရဲ့ကျက်မှာတက်မျိုးလေးရင်လုတ်တယ်မိကျင်တော့လဲဘဲတော့မှအသားအနာမခံဘူးစစ်တာနဲ့ပင် ဖွင့်ပြောတယ်တက်တေခံပစ္စည်းတချို့ထုတ်ပေးတယ်အချို့ကတော့ထောင်းစရိတ်ရုံးစရိတ်ခြံထားတတ်ပါတယ်ထိတ်ကွဲကျင်ကိုရဲခါတည်တယ် ဒါကြောင့်မလို့အရင်စိတ်လိုက်ခြင်းပဲဖြစ်တယ်။သူမလုပ်လေသိရင်ပြောတယ်။အသားတော်လုံးဝကိုအနာမခံ။ထိတ်ကွဲနဲ့စန်းနေတော့နှစ်ချောင်းစလုံးတွေနဲ့ခင်းမင်းနေတယ်လို့တရားရုံးကလည်းမြန်မှန်တမ်းမိနေပြီ။ရဲအပ်တီမောင်ကူလုပ်တွေနဲ့အစွဲခံရ၍ဒံငွေမပါလေရင်တရားသူကြီးကပင် စိုက်ဆောင်ပေးခဲ့ဘူးတယ်။ထိတ်ကွဲကစန်းနေတဲ့တခုတော်သားတယ်။ထောင်ဝင်စားရှိတိုင်းမှာသူ့အမေနှုတ်ကလေးမှာ လာတွေ့ခြင်းပဲဖြစ်ပါတယ်။ပင်ချုံးနေတဲ့မဲတူနေတော့ကလမအိုအိုကြီးတယောက်ရဲ့လက်တွေကကြွကြွအိမ့်နဲ့ထဲလာတဲ့ထမင်းထုပ်တတုံထိုထမင်းထုပ်တွေကအမိတ်ရဲ့မြတ်တာစေတနာများကျွန်တော်ခံစားရွှေရရှိခဲ့ပါတယ်။ပဝင်းကျင်ရဲ့လှုံ့ဆော်မှုဖြင့်လူစိုးကလေးဖြစ်ခဲ့ရတဲ့ထိတ်ွယ်ဒီတခါမှာတော့ဒံွေလောင်းနေတော့မကြတော့စံဒီနဲ့မရှိမနှောင်းမှပင် သူ့ရှယ်မှုကစီချင်ချက်ချတယ်သူလည်းငှက်အော်ဆန် လူငယ်ပြုပြင်ရေးသင်တန်းကျောင်းသို့နဲ့နဲ့သွားနေကြမိပဲဖြစ်တယ်။စန်နီနဲ့ထေခွေးနှစ်ယောက်စလုံးကိုငှက်အော်ဆန်းသို့တနေသေးပဲပို့ပါတယ်။ကျွန်တော်နဲ့တက်ချက်တင်မောင်ဆိုးတို့လဲကူးသို့လိုက်ပို့ခဲ့တယ်။ငှက်အော်ဆန်းသို့အသွားမှာရာဘာဆိုင်ခင်းနေကြမှာ လူသွားလန်းလေးပေါ်မှာပြောခဲ့တဲ့ထေခွေးရှင်စကားတစ်ခုကိုတော့ကျွန်တော်မမိတ်သေး။အိမ်ကပလက်ဖောင်းကျောင်းကဘဝကြောင်အလုကခေါင်းနဲ့လေး 1990ခုနှစ်၌ကျွန်တော်မှရွှေတောင်မြို့သို့ပြောင်းရွှေ့နေခဲ့ရတယ်။တရုတ်မော်စကန်မှာ6လလောက်နေပြီးတော့ညောင်စာရေးရဲခင်းသို့ပြောင်းရပြန်มาတယ်။ညောင်စာရေးကိုရောက်ပြီးဆယ်လကြာမှာ1992ခုနှစ်ကျွန်တော်အထုပင်စင်ရတယ်။ပင်စင်အတွက်တရားကျွန်းသို့သွားရှင်းတယ်။တရက်မှာဘကူးစည်းကြီးတယ်ကျွန်တော်ရောက်လို့သွားခဲ့ပါတယ်။အဖေကြီးအဖေကြီး ကျွန်တော်ရဲ့နားထဲဆွဲနေတဲ့ခေါ်တန်เจ้าမလို့လန့်ကြည့်မိတယ်။ဆန့်နီလေယူလေသိန်းကဆွဲနေတော့လေသူ့ရဲ့အတန်းကနည်းနည်းအောနေပြီ။နည်းနည်းလောက်အတွင်းမှာလူကောင်ကလည်းတော်တော်ကိုထွားလာတယ်။တကယ်ကိုမှလူပြိုပေါကြီးဖြစ်ပြီးတော့ဒီကြားထဲမှာအတန်ငယ်သားနာနေတဲ့ဂျာခင်နဲ့ဘောင်းမရှိနဲ့တန်ရောစင်ရှိသူမို့ချက်ချင်းပင်မတ်မိချင်းသာဖြစ်တယ်။ဆန့်နီတာဘာဒီလုံနေတော့မေးမနေနဲ့ဖေးကြည့်ရ။ အရင်လိုပါပဲစန်ဒီကကျွန်တော်ကိုနေရလပိတ်ရှိဆန်းတို့ဆွဲခေါ်လို့သွားပါတယ်စားဖေကြီး အဖေကြီးကိုတာတိတ်ကိုမှတတိရတာပဲအခုအဖေကြီးဘယ်မှာတာဝန်ကြလဲသူကမုတ်ပတ်ကန်လေးတွေအတင်းထုတ်ပြီးရင်းနဲ့မေးပါတယ်ကျွန်တော်ကားပင်ပင်စင်ယူပြီးဖြစ်ကြောင်းပြောရင်းနဲ့အဖေကြီးနဲ့လိုက်နေမလားလို့မေးပါတယ်သူကပြုံးပြီးတော့နေပါစေဖေကြီးဟာကျွန်တော်ဒုက္ခမပြီးတော့ပါဘူး ကျွန်တော်ကုသိုလ်ကံတိုင်းပဲရှိပါစီတော့။ငှက်အော်စံကပြန်လာတာကြာပြီလားသား။ဘလောက်ကြာတာနေခဲ့ရလဲ။ကျွန်တော်တို့တပတ်လောက်ပဲနေခဲ့ရတယ်အဖေကြီး။ဟင်မင်းတို့ထွက်ပြေးလာတာပေါ့။ထိတ်ခွဲရော။အတူတူထွက်ပြေးခဲ့တာအဖေကြီး။ကျွန်တော်တို့ကလမ်းမကလေးကထွက်ပြေးခြင်းနေတာ။လိုက်ပို့တာအဖေကြီးတို့ဖြစ်နေလို့ပေါ့။အဖေကြီးဒုက္ခရောက်မှာဆိုလို့ဟိုကြားမှာထွက်ပြေးခဲ့တာ။ငှက်အော်စံလိုက်ပို့စင်ကအကြောင်းကိုပြန်လဲပြီးတော့တတိယမိတယ်။ ကျွန်တော်နဲ့တက်ချက်တင်မောင်စုတို့စံနီနဲ့ထေခွဲကိုပို့ရန်အင်းစိန်ထောင်ပေါ်ကားနဲ့လိုက်လာခဲ့ကြတယ်။အင်းစိန်ကိုရောက်တာနဲ့သူတို့လက်ထိတ်တကူဖြုတ်လိုက်ပါတယ်။သူ့တပွဲသားတပွဲပခုံးကလေးတကူဖတ်ပြီးတော့သားလိုခေါ်ခဲ့တယ်။ရဲတွေကကလေးငယ်ကိုလက်ထိတ်ခတ်ပြီးတော့ခေါ်၍အမည်မတင်တဲ့ချင်းတန်ရောရှင်ရှိချင်းတို့ကြောင့်လက်ထိတ်ကိုဖြုတ်ကြခြင်းဖြစ်ပါတယ်။အမေတော့စုံစားခြင်းတစ်ချက်ပါပဲ။ ရန်ကုန်မြို့ရဲ့လူအုပ်ကြီးကြမှာ သူတို့ထွက်ပြေးပါက အမှန်တကယ်လွတ်မြောက်သွားနိုင်ပါတယ်။ရန်ကုန်ဘက်မှာဒလားဘက်ကိုဒလားမာကားဖြင့်ကော့မူလန်တိုင်းပဲစီးရတယ်။ကော့မူမရောက်ခင်လမ်းခွဲမှာပဲဆင်းပြီးတော့ငါးမှန်ခန့်ချင်းချင်းခရီးနေပြီးရွေငှက်အော်ဆန်းသူရောက်ပါတယ်။ချင်းချင်းခရီးတခြားမှာရာဘာတော့အုပ်ကြီးရှိပါတယ်။ရာဘာတော့အုပ်တဲကိုဝင်ပြေးလိုက်ရင်ကျွန်တော်တို့ဘာမှကိုမတက်နိုင်ဘူး။ ပြစ်ခတ်စရာကလည်းလောက်လေးကွာပေမပါပြစ်ခတ်ရွှေ့လေဖမ်းမီမဟုတ်ပါသူတို့သာထွက်ပြေးခဲ့ရင်တော့ကျွန်တော်နဲ့တက်ချက်တင်မောင်စုတို့မိသားစုထမင်းအိုခွဲမှာမုတ်ချအမှန်ပါပဲမေတ္တာထားသူကိုမေတ္တာဖြင့်တုံ့ပြန်ခဲ့ခြင်းသာပြန်ဖန်းခင်ရမှာဆိုလို့ဝေါ်ဘက်ကိုသွားပြီးတော့ရှောင်ခဲ့ရတာလေးငါးလနေမှာပခိုးကိုပြန်လာခဲ့တာပြီကြီးကျွန်တော်တို့ပြန်ဝင်လာတော့အဖေကြီးတို့ကပြောင်းသွားပြီလို့သိရတယ်ကျွန်တော်အခုအမေနဲ့ပြန်နေတယ် ပထွေးလဲဆုံးသွားပေါ့ရှေးဟောင်းနောက်ပြည့်တွေပြောရင်တည်းတော်တော်ခုကြားသွားတယ်သူကမုတ်တွေကိုအတင်းကျွေးပါတယ်လက်ဖိတ်ရှိကိုတိုက်တယ်မျက်နှာထမင်းပင်ကျွေးပါတယ်ကျွန်တော်ကရှင်းတော်လဲလက်မခံကျွန်တော်မှပြဲမဲဆိုတော့ဘူတာထီလိုက်ပြီးတော့ပို့တယ်စနစ်အကြောင်းကြားလို့ထိတ်ခွဲမှရောက်ရှိလို့နေပါတယ်ထိတ်ခွဲကတော့အရက်ကြီးပို့ထွားလို့နေပါတယ်နည်းနည်းလဲတာနာလို့နေတယ်သူကကျွန်တော်အတွက်အထက်တန်းလက်မှတ်တစ်စောင် ပေးခဲ့လေတယ်။ထိုနေ့ကလေးတီယခုဆိုရင်တော့၁၀နှစ်ကျော်ခဲ့ပါပြီ။စံနီတော်လက်ကောင်ထိတ်ခွဲတော်လက်ကောင်တစ်ချိန်တစ်ခါမှပြန်ပြီးတော့မစုံခဲဖြစ်တော့သူတို့လည်းအသက်၂၀ကျော်၍အစိတ်ဝင်းကျင်ကိုရောက်နေတော့မြည်။ဘာထွေလုံးနေလဲဟုကျွန်တော်မှမမေ့တော့အရင်လိုပါပဲစံနီဖြစ်ခဲ့ပါတယ်။ယခုကဲ့သို့ဒူးဆိုင်နေတဲ့မှာပဲလား။ကျွန်တော်ကသူတို့နှစ်ယောက်စလုံးကိုတန်ရောစင်ဆွဲပြီးတဲ့အတိုင်းစုံမစကားကိုပြောခဲ့တယ် မြည်တော့ပဲဖြစ်စေ သူတို့ကလေးတွေရဲ့ဘဝတွေမှာအေးမြချမ်းမြေ့စေခြင်းနဲ့လုံခြုံစေခြင်းနဲ့မိသားစုပျော်ရွှင်မှုတဲမှာတာရွာနှွေးထွေးခြင်းနဲ့ဤဒီကကျွန်တော်ရဲ့ရှင်တွင်ဖြစ်တိစ္ဆာစကားပြင်ဖြစ်ပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျာဇလန်လေးကတော့ဒီနေမှာတင်ပြီးဆုံးလို့သွားခဲ့ပါပြီဇလန်လေးကိုဆုံးတီလိုက်ပါနားဆင်ပေးတဲ့တူဦးတယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါရခင်ဗျာ